မင်္ဂလာပါသောတာရှင်များရှင် FEPC အတံလွင့်ဌာနမှာဒေတိအတော်တမချန်းအစီအစဉ်များကိုတင်းလင်းလာနေမှတောက်ကြနေအထိနေ့ရက်စဉ်တိုင်းအတံလွင့်ပို့ချနေပါတယ်ရှင်လေ့လာခံယူကြဖို့ဖိတ်ခေါ်ပါတယ်ရှင်သောတာရှင်များခင်ဗျာရက်စက်ရုပ်မှကောက်ကျစ်ဆင်းလင်းလာတဲ့လူသဘော လူသဘာဝကိုဒီကနေ့တင်ပြတော်တမချန်းအစီအစဉ်မှာလေ့လာမှာဖြစ်တဲ့ ရှင်လူကခရစ်ဝင်ကျမ်းခန်းကြီး23မှာတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီခေတ်ခါတုန်းကရှိခဲ့ကြတဲ့ဘာသာရေးခေါင်းဆောင်တွေကျမ်းတပ်ပုဂ္ဂိုလ်တွေဟာကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့ဆုံးမတုံသင်မိတ်ဆွေတော်မူချက်တွေကိုမခံမရနိုင်ဖြစ်ခဲ့ကြပြီးသူတို့ရဲ့အကျိုးကိုထိခိုက်လာတာကြောင့်ယေရှုခရစ်တော်ကိုအသီးတက်ဖို့နှိမ့်နဲ့ချီပြီးကြိုးပမ်းခဲ့ကြတယ်။ဘာသာရေးနဲ့ပတ်သက်လို့ဘယ်လိုဆွဆွဲချက်မျိုးနဲ့မှယေရှုခရစ်တော်ကိုအသီးတက်လို့မဖြစ်နိုင်တဲ့အခါမှာတော့သူတို့ကိုအုပ်ဆိုးနေတဲ့ယောမမင်းစီမှာ ယေရှုခရစ်တော်ကိုနိုင်ငံတော်ပုံကံမှုနဲ့မဟုတ်မမှန်လှုပ်ကြံဆွဲချက်တင်ပြီးလဝါကတိုင်ပေါ်ကိုရဲရဲဆက်ဆက်ပို့ခဲ့ကြတယ်။ယေရှုခရစ်တော်ဟာတကယ်ပဲဖြောင့်မတ်တဲ့သူဖြစ်တယ်ရဲ့လို့ယောမတ်တမှုကိုယ်တိုင်ကဝန်ခံပြီးသာဝရမြတ်စွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းခဲ့ပုံတွေပါဝင်တဲ့ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး23ကိုဒေါက်တာထွန်းမြတ်ရေးက အခုလိုအကျယ်တဝင့်ရှင်းလင်းတင်ပြထားပါဗျ။ရှင်လုကာဟာရှင်မာသဲရှင်မာကုတို့လိုပဲ ခရစ်တော်ရဲ့ရာဇဝင်ကိုစုံလင်စွာ ဖော်ပြပါမယ်။ထူးခြားနေတာကတော့သူတူရီသာမှတ်တမ်းတင်ထားတဲ့ဟေရုရဲ့ဂန္ဓပါဝင်လာခြင်းဖြစ်ပါလိမ့်မယ်။ဟုတ်ပါတယ်။ပိလတ်မင်းဟာယေရှုကိုဟေရုစီကိုပို့ခဲ့သေးတယ်ဆိုတာဟာထူးခြားတဲ့မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ဒီနောက်မှာတော့ကက်တင်ရှင်ရဲ့အသေးခံခြင်းအကြောင်းတွေကိုဒီအခန်းမှာကျွန်တော်တို့ဆက်လက်တွေ့မြင်ရပါလိမ့်မယ်။ပိလတ်မင်းစီတို့ဆိုတဲ့ကောင်းစဉ်နဲ့စတင်ပြီးတော့ ဒီကနေ့အစီအစဉ်ကိုစကြပါစို့ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး23အငယ်1နဲ့2ထိုအခါမင်းအရာရှိအပေါင်းတို့သည်ထ၍ကိုတော်ကိုပိလက်မင်းထံသို့ဆောင်းသွားကြပြီလင်ဤသူသည်ပြည်သူပြည်သားများကိုလှည့်ပြား၍မိမိသည်ခရစ်တော်သည်ဟူသော ရှင်ဘုရင်ဖြစ်ကြောင်းကို ဆိုရက်ကဲဖာဘုရင်ကိုအခွန်မဆက်နှင့်ဟုမြစ်တားသည်ကိုအကျွန်ုပ်တို့တွေ့ပါပြီဟုအပြစ်တင်ကြ၏ပြောခဲ့ဘူးတဲ့အတိုင်းခရစ်တော်ဟာမောရှေဥပဒေသကို ချိုးဖောက်ပြီးတော့ကိုကိုကိုဘုရားသခင်ရဲ့သားတော်ဖြစ်တယ်ဆိုတဲ့အချက်နဲ့ပိလတ်စီကိုသူတို့ပို့လို့မဖြစ်ဘူးယောမဘယင်ကန်ဟာဒီကိစ္စကို နားလဲမလဲစိတ်လဲမဝင်စားနိုင်ပါဘူးဒါကြောင့်ယောမဘယင်ကိုဆန့်ကျင်တဲ့ဥပဒေနဲ့စွဲချက်ကိုသာ မလိမ့်တပတ်ပြောင်းလိုက်ခြင်းဖြစ်ပါတယ်လူတယောက်ကို သေအောင်သတ်ဖို့အချုပ်အချာအာနာဟာဣသရေလစီမှာမရှိပါဘူးယောမနိုင်ငံမှာသာရှိနေတယ်ဆိုတာကိုသတိချကြရပါမယ် တို့ရဲ့သဘောအတိုင်းဆိုရင်တော့အချင်းယုံစီရင်ပြီးတော့ကိုတော့ကိုသတ်ပြစ်လိုက်ကြမှာအေကံအမှန်ပါလေအငယ်သုံးနဲ့လေးပိလတ်မင်းကသင်ဒီယူရရှင်ဘရင်မှန်တယ်လို့ဟူယေရှုကိုမေးရင်မင်းကြီးမေးသည့်အတိုင်းမှန်သည်ဟူမိန်တော်မူ၏ပိလတ်မင်းကဤသူ၌အဘယ်အပြစ်ကိုမျှငါမတွေ့ဟူယေဘရဟိတ်အကြီးနှင့်လူအပေါင်းတို့အားပြောဆိုရင်းပိလတ်အနေနဲ့ခရစ်တော်မှာအပြစ်မရှိဘူးဆိုတာကို အချက်မချက်သဘောပိုက်တာကိုတွေ့ရပါတယ်။ယူရရှင်ဘရင်မှန်သလားလို့ပိလက်မေးကြည့်မှာခရစ်တော်ပြက်ပြက်သားသားဖြေပါတယ်။မင်းကြီးမေးတဲ့အတိုင်းမှန်တယ်ဆိုတဲ့အဖြေဖြစ်ပါတယ်။ပိလက်ကအဲ့ဒီလိုအပြစ်မရှိဘူးလို့ပြောလိုက်တဲ့ယေဘရောဟိတ်မင်းကြီးအပေါင်းတို့မျက်လုံးပြူးသွားပါတယ်။တန်းနဲ့ပဲနောက်တစ်ဆင့်စွဲချက်ကတော့အငယ်ငားမှာပါ။ထိုသူတို့သည်သာ၍ပြင်းစွာသောအသံနှင့်ကြွေးကြော်ဖြင့်ဤသူသည်ဂါလိလဲပြည်မှစ၍ ဤရတိုင်အောင်ယူရပြီ၌အနှံ့အပြားဆုံးမဩဝါဒပေး၍နှိုးစော်သောသူ ဖြစ်ပါသည်ဟု ရှောက်ဆိုကြ၏ပထမဆွဲချက်နှင့်အခြေအနေမဟန်တော့နောက်တစ်မျိုးပြောင်းနေယောမကို တော်လှန်ဖို့အတွက်လူစုတယ်ဆိုတဲ့ပြစ်မှုကြီးပေါ့ဟေရုထံသို့ပို့ပြီဆိုတဲ့တခြားခရစ်ဝင်တွေမှာမတွေ့ရတဲ့ဖြစ်ရပ်ကိုအခုဆက်လက်ဖော်ပြခြင်းပါတယ်အငယ်6နဲ့9ပိလက်မင်းသည်ဂါလိလဲဟူသောစကားကိုကြားလျင် ်ထိုသူသည်ဂါလိလဲလူဖြစ်လောဟုမေးမြန်း၍ဟေရုမင်းပိုင်သောသူ ဖြစ်ပြီကိုသိသောအခါထိုမင်းထံသို့ပို့စီထိုအခါဟေရုမင်းသည်ယေရုရှလင်မြို့၌ရှိတည်းပိလတ်ဟာချက်ဆိုရင်ငကွက်ကမိတောက်တဲ့လူလို့ကျွန်တော်ယူဆပါတယ်ယေရှုမှာအပြစ်မရှိဘူးဆိုတာကိုသူရိပ်မိသလိုအခုဆိုရင် ဖြတ်ခနဲ့ဂါလိလဲလူဆိုတာနဲ့သူ့ရဲ့ကြော့ကွင်းကိုဟေရုစီလွှဲပြလိုက်ဖို့စီစဉ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ ဂါလိလဲနယ်ဟာအဲ့ဒီအချိန်ကဟေရုရဲ့တရားစီရင်ပိုင်ခွင့်နယ်အတွင်းမှာပါပါတယ်ဟေရုဒီအချိန်မှာယေရုရှလင်မှာရှိနေခြင်းဆိုတာဟာမသိငါစရာအချက်တစ်ခုပဲလို့လည်းကျွန်တော်ယူဆပါတယ်အငယ်ရှိထိုမင်းသည်ယေရှုကိုမြင်နေအလွန်ဝမ်းမြောက်ခြင်းရှိ၏အကြောင်းမူကားအထက်ကသတင်းတော်များကိုကြား၍ကိုတော်ကိုမြင်ခြင်းဟာကြားမြင့်စွာအလိုရှိသည်ဖြစ်၍ပြတော်မူသောနမိတ်လက္ခဏာတစ်စုံတစ်ခုကိုမြင်ရမည်ဟုမျှော်လင့်လျက်နေ ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး73မှာတော့ခရစ်တော်ဟာဟေရုကိုမြေခွေးနဲ့တောင်ခိုင်းနိုင်ပြီးပြောခဲ့တယ်ဆိုတာကိုကျွန်တော်တို့သိခဲ့ရပြီးပါပြီ။ဟေရုရဲ့အတွင်းစိတ်မှာယေရှုကိုစိတ်ဝင်စားပါတယ်။တကိုးရှိမှန်ကြားရတဲ့အတွက်လဲတကိုးနမိတ်လက္ခဏာတစ်ခုခုကိုမြင်မြင်တယ်လို့ဒီနေရာမှာဆိုပါတယ်။အငယ်ကို ထိုအခါဟေရုမင်းသည်ကိုတော်ကိုများစွာ မေးမြန်းတော်လဲအပေစကားကိုမှ ပြန်တော်မမူ။ဟေရုဟာဘယ်လို့မှ အဖတ်ဆယ်လို့မရတတ်တဲ့လူလို့ ကမိုင်းအေရကျွန်တော်တို့နားလေတိုက်ပါတယ်အေမတန်ရက်ဆက်ကြမ်းကြုတ်ခဲ့တယ်လူမှုရေးဖောက်ပြန်သူတယောက်ဖြစ်တယ်ခရစ်တော်ရဲ့မြေခွေးဆိုတဲ့ဂုံပုတ်နဲ့အလွန်အဆက်တဲ့လူတယောက်ပဲပေါ့ဒါကြောင့်လဲအဲ့ဒီအချိန်အဲ့ဒီအချိန်နေမှာခရစ်တော်ဒီလိုမြေခွေးကိုဘာမှအဖက်လုပ်ပြီးတော့စကားမတုံ ပြန်လာပဲဖြစ်ပါတယ်အငယ်30မှ32ဟေရုမင်းသည်စစ်သူရဲတို့နဲ့တကွကိုတော်ကို မခံမညာပဲပြည့်ရပြည့် တင့်တယ်သောအဝတ်ကိုဝတ်စေပြီးမှပိလတ်မင်းထံသို့ပြန်ပို့စေ၏။ထိုနေ့၌ပိလတ်မင်းနှင့်ဟေရုမင်းတို့သည်ချင်းချင်းအဆွေဖွဲ့ကြ၏။အထက်ကရံပက်ဖြစ်ကြသည်။မိစေများခမညာမရရတဲ့နီးနဲ့တော့ခရစ်တော်ကိုရဲ့ရဲ့ဆက်ဆက်လှုပ်ဖြစ်အောင်ဟေရုလှုပ်ခဲ့ပါတယ်။ခရစ်တော်ကို ဟာသဖြစ်အောင်ပိတ်ခါမကြကြအောင်လုပ်မယ်ဆိုတဲ့သဘောထားကိုတွေ့ရပါတယ်ခရစ်တော်အပေါ်မှာမဖွယ်မရာပြုမှုမှုဟာ လွန်ကြောက်เสียကောင်းနဲ့ပြစ်မှုလို့ကျွန်တော်ဆိုချင်ပါတယ်။ဒီအချိန်မှာဟိုယုံပြေးလိုက်ဒီယုံပြန်လာလိုက်နဲ့ပြာဤပြာရာဖြေးပြီးတော့ခရစ်တော်မသေးမှာကိုစိုးရိမ်နေကြတာကတော့ယေပရောဟိတ်အဖိုင်ဝင်ပဲဖြစ်ရမယ်လို့ကျွန်တော်တို့တွေးဆနိုင်ပါလိမ့်မယ်။နောက်တစ်ခုကတော့ဟေရုနဲ့ပိလတ်ဟာအရင်ကမတည့်ကြဘူး။အခုတော့တည့်သွားကြပြီတဲ့။ပိလတ်ဟာခရစ်တော်ကိုအပြစ်မရှိမှန်းသိတယ်။ဒါပေမဲ့ပော့ပော့တန်တန်သမားဖြစ်တယ်။ မဆန့်ကျင်ရင်သာနေရမယ်မထောက်ခံနိုင်ဘူးသူ့အဖို့ကတော့ခရစ်တော်ဟာနှမျောစရာကောင်းတဲ့လူတစ်ယောက်ဟုတ်ခဲ့မှလည်းမဟုတ်ပါဘူးအငယ်73မှ76တဖန်ပြိလက်မင်းသည်ယေဘရဟိအကြီးမင်းအရာရှိ လူများတို့ကို ခေါ်၍ပြည်သူပြည်သားများကိုပုံကန်စေသော သူကဲ့သို့ဤလူကိုသင်တို့သည်ငါထံသို့ပို့ဆောင်ကြသည် ဖြစ်၍သင်တို့ရှိမှငါစစ်ကြောတော်လေသင်တို့တင်သောအပြစ်တစုံတစ်ခုကိုမျှသူ၌ငါမတွေ့ ဟေရုမင်းသည်လည်းမတွေ့ထိုမင်းထံသို့ငါပို့စေပြီဤသူသည်အသေးဖက်ချင်းကိုခံတိုက်သောအမှုတစုံတစ်ခုကိုမျှမပြုထိုကြောင့်သူ့ကိုငါဆုံးမ၍လွှတ်လိုက်မည်ဟုဆို၏ယောမဘယင်ကံပြိလက်ဒီနေရာမှာဘလောက်ကြောင်တယ်လဲဆိုတာရှင်းရှင်းကြီးပေါ်နေတယ်အပြည့်ရှိတယ်ဆိုရင်အပြည့်ပေးပေါ့မရှိရင်လည်းဆလို့ပေါ့ဒါရက်ရှိတယ်မဟုတ်ဘူးလားအခုတော့ तू ကပဲခရစ်တော်ကိုဆုံးမရအောင်မေတဲ့ရှင်ယောဟန်ခရစ်ဝင်အဆိုအရကတော့ သူဟာခရစ်တော်ကိုတယောက်ချင်းတွေ့ပြီးတော့ဆွဆွဲတာကိုသာဝန်ခံလိုက် ကျွန်တော်ကခမရကိုလွတ်မယ်ဆိုတဲ့အပေးယူလုပ်မှုတောင်ရှိခဲ့တယ်လို့ဆိုပါတယ်နိုင်ငံရေးသမားဆန်တဲ့ပြိလက်ပဲဆိုတာကိုကျွန်တော်လည်းပြောခဲ့ပူပါတယ်ဒီအတိုင်းပဲအခုလည်းတစ်ခါထပ်ပြီးပြောကြပါတယ်အပေးယူလုပ်တယ်ဆိုတာဟာကောင်းမွန်တယ်လို့ကျွန်တော်မမြင်ပါဘူးပစ္စာတရားကိုယိုယွင်းပြက်ပြားစေတယ်လို့ခံယူမိပါတယ်အငယ်၁၉မှ၂၆ ထိုပွဲ၌လူများတို့အားတစုံတယောက်သောသူကိုမလွတ်ဖဲမနေရသည်။လူအပေါင်းတို့ကထိုသူကို ထုတ်ပါလော့။အကျွန်ုပ်တို့အားဘရဘကိုလွတ်ပါလော့ဟုတညီတညွတ်ထီးဟစ်ကြော်ကြ၏။ထိုဘရဘကမြို့၌ပုံကန်ခြင်းအပြစ် လူအသက်ကိုသတ်ခြင်းအပြစ်ကြောင့်ထောင်ထဲမှလှောင်ထားသောသူဖြစ်သည်။ပိလတ်မင်းသည်ယေရှုကိုလွတ်ချင်သောကြောင့်သူတို့အားတဖန်ပြောဆိုလူ၏။သူတို့ကလည်းထိုသူကိုလက်ဝါးကတ်တိုင်မှာရိုက်ထားပါ ရိုက်ထားပါဟုဟစ်ကြော်ကြ၏ ပိလတ်မေကထိုသူသည်အဘယ်အပြစ်ကိုပြုပြီးသနည်းသေရိုက်သောအပြစ်တစုံတစ်ခုမျှသူ၌ငါမတွေ့ထို့ကြောင့်သူကိုငါဆုံးမ၍လွတ်မည်ဟုဖုံးချိန်မြောက်အောင်ဆိုခြင်းလူများတို့သည်ထိုသူကိုလဝကတိုင်မှရိုက်ထားစေခြင်းဟာကြီးစွာသောအသံနှင့်ကြက်ကြက်တောင်းသဖြင့်သူတို့၏အသံနှင့်ယေဘရဟိအကြီးတို့၏အသံသည်နိုင်လေ၏ပိလတ်မင်းသည်လည်းသူတို့တောင်းသည့်အတိုင်းဖြစ်စေခြင်းဟာစီရင်၍ပုံကန်ခြင်းအပြစ် လူအသက်ကိုတတ်ချင်းအပြစ်ကြောင့်ထောင်ထဲမှာလှောင်ထားသောသူကိုလူများတောင်းသည့်အတိုင်းလှုပ်ပြီးမှယေရှုကိုသူတို့အလိုသို့အပ်လိုက်လေ၏နိုင်ငံရေးသမားကြီးပိလတ်ဟာခရစ်တော်အပြစ်မရှိလို့လွတ်ချင်တယ်တချိန်တည်းမှာလူတို့ရဲ့အလိုကိုလိုက်ဖို့လဲဆုံးဖြတ်တယ်တနည်းအားဖြင့်ခေါင်းရှောင်ခြင်းတဲ့သဘောပဲဒါပေမဲ့မရှောင်နိုင်ဘူးခရစ်တော်ကို ကားတိုင်းလမ်းစီကိုပို့ကို ပို့လိုက်ရတယ် ကျွန်တော်အချိန်ချင်းဖော်ပြခဲ့တဲ့အတိုင်းဒါဟာကောင်းကင်နိုင်ငံတော်ရဲ့စီမံကိန်းမဟုတ်ဘူးလားသူ့အလိုတော်နဲ့သူသတ်မှတ်ချက်အတိုင်းပိလတ်တို့အဖွဲ့ဟာလိုက်ကို လုတ်ကိုပေးရလိမ့်မယ်ဒီလိုပြောတဲ့အခါကျတော့ဒါဆိုရင်ဒီလူတွေအပြစ်မရှိတော့ဘူးတဲ့လားအတိုင်းအဆအလျောက်အပြစ်ရှိကိုရှိတယ်ဒီအပြစ်တွေကရော မလွတ်နိုင်ဘူးတဲ့လားလွတ်နိုင်တယ်ကယ်တင်ရှင်ရဲ့အဖေခံခြင်းဟာကမ္ဘာလောကမှာရှိသမျှလူများအလုံးအတွက်ဖြစ်တယ်ဆိုတော့ ဒီပိလဒီဟေရုဒီယေဘရဟိတ်အပါဝင် လူသားအလုံးလုံးနဲ့သက်ဆိုင်နေတခုပဲရှိတယ်ကယ်တင်ရှင်ရဲ့သေခြင်းပြီးတော့ရှင်ပြန်ထမြောက်ခြင်းဒီသာဝရအဖက်လန်းကို လက်ခံရလိမ့်မယ်ကယ်တင်ရှင်အပေါ်မှာပြောင်းလဲတဲ့စိတ်နောင်တယုံကြည်ခြင်းဆိုတာတွေတော့ရှိကိုရှိဖို့လိုတယ်ဒါကြောင့်လဲယူရရှကာယုတ်ရဲ့ကိစ္စမှာအကယ်၍ကိုကိုကိုအဆုံးစီရင်လိုက်တဲ့အထိမျက်စိဇုံလုံးကမ်းပြီးတော့မမိုက်ခဲ့ပဲနဲ့ ကဲတင်းရှင်ကိုသာပွားရောက်ပြီးတော့အသနာခံအသနာခံမှုလည်းအခြေအနေတွေပေးတယ်အဲ့ဒီအချိန်မှာတောင်းပန်လိုက်မယ်ဆိုရင်ဘလောက်ကောင်းမလဲလို့ကျွန်တော်အားမလို့အားမရဖြစ်ခဲ့ရခြင်းကိုပြီးခဲ့တဲ့သင်ခန်းစာတွေမှာကျွန်တော်ဖော်ပြပြောဆိုခဲ့ပြီးပါပြီမြို့တော်အတွက်ဟော်ဂိန်းနဲ့ဆူတောင်းခြင်းဆိုတာကိုကျွန်တော်ဆက်လက်တင်ပြခြင်းပါတယ်အငယ်26ကိုတော်ကိုထုတ်သွားကြစဉ်ရှိမုံအမည်ရှိသောကုရိနေပြည်သားတယောက်သည်တောရွာမှလာသည်ကို သူတို့သည်တွေ့ပြန်ဖန်စီ၍ယေရှုနောက်တော်၌လက်ဝါးကတ်တိုင်တော်ကိုထမ်းစီကြ၏ဒီအပိုင်းကိုတော့ကျွန်တော်ထပ်မံမရှင်းလင်းတော့ပါဘူးခရစ်တော်ကိုတရားလက်လွတ်နှိမ့်ဆက်ထားကြလို့ခရစ်တော်စီမှာခေါ်အားမရှိတော့တဲ့အခြေအနေကိုသိသာစေတယ်လို့ဆိုလိုက်ပြစေအငယ်29မှ31နောက်တော်၌လိုက်သောလူများအပေါင်းတို့တွင်ကိုတော်ကြောင့်ငိုကြွေးမြည်တမ်းသောမိမအချို့ပါဝင်၏ထိုသူတို့ကိုယေရှုသည်လှည့်ကြည့်၍ ယေရုရှလင်မြို့သမီးတို့ငါအကြောင်းမငိုကြွေးကြနှင့်မိမိတို့နှင့်မိမိတို့သားများကြောင့်ငိုကြွေးကြလော့အကြောင်းမူကားမြုံသောမိမသည်မင်္ဂလာရှိ၏ပရိသေတွေမယူဘူးသောဝန်းနှင့်သူငယ်မဆို့ဘူးသောသားမြတ်သည်မင်္ဂလာရှိ၏ဟုပြောရသောနေ့ရက်ကာလရောက်လိမ့်မည်ထိုအခါသူတို့က"အိုးတောင်များတို့ငါတို့အပေါ်သို့ကြကြပါ"โอ้ก้มย่าတို့ငါတို့ကိုဖုံးအုပ်ကြပါဟုခေါ်ကြလိမ့်မည်အเจ้าမူကားစိမ့်သောအပင်ကိုဤလိုပြူကြခြင်း ခြောက်သောအပင်၌အဘဲသို့ဖြစ်လိမ့်မည်နီဟုမိန့်တော်မူ၏ယေရုရှလင်မြို့တော်ကြီးပြတ်ဖုံးမည်ဆိုတာကို ခရစ်တော်ပြောလိုက်ပါတယ်ကကလာကုံဆုံးချိန်အတွက်ကြိုတင်သတိပေးလိုက်ပါတယ်သူ့အတွက်ငိုကြွေးခြင်းကိုသူမလိုချင်ပါဘူးသူ့ကိုယုံကြည်ခြင်းကိုသာသူလိုချင်ပါတယ်အငယ်33နဲ့34ကရာနီ အမိရှိသောအရတ်သူရောက်ကြသောကိုရောနှင့်တကွထိုလ်လူဆိုးတို့ကိုလက်ရတော်ဘက်၌တယောက် လက်ဝဲတော်ဘက်၌တယောက်လက်ဝါးကတ်တိုင်မှာရိုက်ထားကြ၏ယေရှုကလည်းအိုအဖာသူတို့၏အပြစ်ကိုလွတ်တော်မူပါသူတို့သည်ကိုပြုသောအမှုကိုမသိကြဟုငွဲ့ဆိုတော်မူ၏အဝတ်တော်ကိုလည်းစည်ရည်ရန်ချ၍ဝေဖန်ကြ၏ခရစ်တော်ကို လူဆိုးနှစ်ယောက်နဲ့တရံနေထားကြပါလေတဲ့အဝတ်တော်ကိုယူပြီးမဲခွဲပြီးတော့ယူလိုက်ကြပါလေတဲ့အဲ့ဒီအချိန်မှာခရစ်တော်ဒီလူတွေအပြစ်ကိုလွှတ်လိုက်ပါတယ် ဒါဟာအလွန်အရေးကြီးတဲ့အချက်ပါ အငယ်35မှ38လူများတို့သည်လည်းကြည့်ရှုလျက်ရပ်နေကြ၏ထိုသူတို့နှင့်အတူမင်းအရာရှိတို့ကဤသူသည်သူတစ်ပါးတို့ကိုကယ်တင်တတ်၏ခရစ်တော်သည်ဟူသောဖျားသခင်ရွေးချယ်တော်မူသောသူမှန်၏ကိုယ်ကိုယ်ကိုကယ်တင်ပါလေစေဟု ပြည့်ရဲ့ပြုကြ၏ကောင်းတော်ပေါ်မှာတက်၍အပြစ်ဖော်ပြသောကပီးလိပ်စာချက်ဟူမူကားဤသူသည်ယူရရှင်ဘီယံပေရီဟု ဟေဘရဲဘာသာ ဟေလဝဘာသာယောမဘာသာအဖြစ်ရေး၍ခေါင်းတော်ပေါ်မှာတက်တည်းခရစ်တော်ကကိုကိုကိုကဲတင်တယ်ဆိုတဲ့နောက်ဘယ်လိုလုပ်ပြီးတော့ခရစ်ယာန်ဘာသာဆိုတာရှိနိုင်ပါမလဲခရစ်တော်ကသူ့အသေးခံခြင်းအဖြစ်သာလူသားတွေကိုကဲတင်ခြင်းဖြစ်တယ်ဆိုတာကိုမကြခင်မှာအဲ့ဒီလူတွေသိကိုလာရကြလိမ့်မယ်ကဲတင်ရှင်ရဲ့အသေးခံတော်မူခြင်းကိုဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း600လောက်ကလေးက ဟေရှာယဆိုတဲ့ပရောဖက်ကြီးဟာသူ့ရဲ့အနာဂတ်ကြံအခန်းကြီး53အငယ်10မှာအခုလိုဆိုခဲ့ပါတယ်။မတရားစွာစီရင်ခြင်းအပြင်သူ့ကိုထုတ်သွားကြ၏။အသက်ရှင်သောသူတို့၏နေရာမှသူ့ကိုသုတ်သင်ပယ်ရှင်းသည်ဖြစ်၍သူ၏အမျိုးအနွယ်ကိုအဘယ်သူပြညွန်နိုင်မည်နည်း။ငါ၏လူမျိုးအပြစ်များကြောင့်ဒဏ်ခတ်တော်မူခြင်းကိုခံလေ၏။ရှင်းလင်းလွတ်လာတဲ့အနာဂတ်စကားလို့ဆိုပြရစီ။ ဟမတရားရဲ့ပြေဝစုံလင်ခြင်းအသက်ရှင်ခြင်းကိုထင်ရှားစေတဲ့ကြမ်းလို့ဆိုပြရစီယူဒရှင်ဘရင်ဒီဆိုပြီးတော့ဟေဘဲဆိုတဲ့ဟီဘရူးရယ်ဟေလဗာဆိုတဲ့ဂရိရယ်ယောမဆိုတဲ့ရိုမန်ရယ်ဟာအတိတ်ပဲအသီးသီးရှိပါတယ်ဟေဘဲဟာဘာသာရေးဂရိဆိုတာအသိပညာနဲ့ရိုမန်ဆိုတာအာဏာကိုကိုစားပြုပါတယ်ခရစ်တော်ဒုတိယအကြိမ်ကြွလာတဲ့အခါမှာ ဘာသာတရားရဲ့ခေါင်းဆောင်အသည့်တရားတို့ရဲ့အုပ်ဆောင်နဲ့အကျွေးမဲ့အာနာရှင် အဖြစ်ကြွရောက်လာမှမလွဲမသွေဧကန်အမှန်ဖြစ်ပါတယ်။နောင်တရသော လူဆိုးဆိုတဲ့အကြောင်းနဲ့ဆက်ရမယ်ဆိုရင်အငယ်39မှ43ဆွဲထားသော လူဆိုးနှစ်ယောက်တွင်တယောက်ကသင်္ဒီခရစ်တော်မှန်ရင်ကိုကိုယ်၎င်း ငါတို့ကို၎င်းကဲ့တင်လော့ဟုကိုတော်ကိုကဲ့ရပြီဆိုလေ။တယောက်မူကားမိမိအဖော်ကိုဆုံးမ၍သင်သည်ဤသူနီးတူအပြစ်ဒဏ်ခံရပင်ဖျားသခင်ကိုမကြောက်သလော။ငါတို့သည်ကိုပြုမိသောအပြစ်နှင့် အလျောက်ခံရသည်ဖြစ်၍တရားသဖြင့်ခံရကြ၏။ဤသူမူကားအဘယ်အပြစ်ကိုမှမပြုဟုဆိုပြီးလျှင်တခင်ကိုတော်သည် နိုင်ငံတော်တည်ရဲ့ကြွလာတော်မူသောအခါအကျွန်ုပ်ကို အောက်မေ့တော်မူပါဟုယေရှုကိုလျှောက်ဆို၏။ယေရှုကလည်းငါအမှန်ဆိုသည်ကား ယနေ့တွင်သင်သည်ငါနှင့်အတူပရတိသူဘုံ၌ရှိလိမ့်မည်ဟုမိန့်တော်မူ၏ရှင်မသဲနှင့်ရှင်မာကုတို့အယဒီလူသောနှစ်ယောက်သုံးဟာခရစ်တော်ကိုပြည့်ရပြုခဲ့တယ်လို့ဆိုထားပါတယ်။ဒါပေမဲ့အချိန်6နာရီအတွင်းပထမပိုင်းမှာသာနှစ်ယောက်လုံးပြည့်ရပြုခဲ့ခြင်းဖြစ်ပြီးတော့ဒုတိယပိုင်း3နာရီအတွင်းမှာတော့ဒုတိယတယောက်ဟာကယ်တင်ရှင်အပေါ်မှာယုံကြည်ခြင်းဖြစ်လာရပါလိမ့်မယ်။ ဒီယုံကြည်ခြင်းကိုခရစ်တော်ကောင်းကြီးပေးလိုက်ပါတယ်။ယနေ့တွင်သင်သည်ငါနှင့်အတူပရတိသူပုံနှင့်ရှိလိမ့်မည်ဆိုတဲ့အချက်ဟာယုံကြည်သူအလုံးခံစားရကောင်းကင်ချမ်းသာရဲ့တည်ရှိခြင်းကိုခရစ်တော်ကိုယ်တိုင်ဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။သက်စွန်ခြင်းဆိုပြီးတော့ကျွန်တော်ဆက်လက်တင်ပြပေးရစီအောင်။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး20အငယ်44 45ထိုအချိန်ပြီးမွန်းတဲ့အချိန်လောက်ဖြစ်၍ သုံးချက်ဒီအချိန်တိုင်အောင်မြေရပြင်လုံး၌မှောင်မိုက်အတိဖြစ်လေ။နေအယောင်ကွယ်ပြောက်လေ။ဘိမှန်တော်ဤကလကသည်နှစ်ဖြာကွယ်လေ။ခရစ်တော်ရဲ့လောကအဖက်တာဟာဘိမှန်တော်ရဲ့ကလကပါပဲ။ထွဲ့မြောက်ရာကျမ်းနဲ့ဝုပြူရာကျမ်းတွေမှာကလေးကဖျားသခင်ရှိတဲ့အဖန်ရှင်းဆုံးနေရာကို ကလကနဲ့ကာယံထားတယ်။အဲ့ဒီကလကကိုဖွင့်ပြီးမှ ဝင်ရတယ်ဆိုတာသိကြရပြီးပါပြီ။အခုယေရုရှလင်မြို့ ိမှန်တော်ကြီးကကလကာကြီးနှစ်ချမ်းကွဲခြင်းဟာဖြင့်ကယ်တင်ရှင်သခင်ခရစ်တော်ရဲ့အဖေခံခြင်းဟာအပြစ်ပေါင်းလူသားတို့အတွက်ဖျားသခင်ကိုဖူးမြော်ခွင့်ရပြီဆိုတဲ့အချက်ကိုရှင်းရှင်းကြီးဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်အငယ်56ယေရှုသည်လည်းကြီးသောအဖန်နှင့်ကြွေးကြော်တော်မူပြီးလျှင်အိုအဖာအကျွန်ုပ်ဤစိတ်ဝိညာဉ်ကို ကိုတော်ဤလက်၌အကျွန်ုပ်အပ္ပါဟိဟုမိန့်တော်မူလျက်အသက်စွန့်တော်မူ၏ ဆရာဝန်တယောက်ဖြစ်တဲ့လူကာဟာသေခြင်းအမျိုးမျိုးကို တွေ့ဘူးသူပါအခုအချိန်မှာတော့သူဟာကက်တင်ရှင်ရဲ့သေခြင်းကိုတော်တော်နဲ့ရှင်းရှင်းလေးပဲဖော်ပြလိုက်တာကတော့ကြီးသောအဖန်နဲ့သူ့ရဲ့စိတ်ဝိညာဉ်ကိုဖျားသခင်စီမှာအပ်တယ်ပြီးတော့အသက်ဆွန့်တော်မူ၏ဆိုပြီးဖြစ်ပါတယ်ကျွန်တော်သာမန်လူတွေလိုမဟုတ်ပါဘူးကြီးသောအဖန်နဲ့ကြေးကြော်နိုင်ခဲ့ပါတယ် ရှင်ယောဟန်ရဲ့အဆိုအရအမှုပြီးပြီဆိုတဲ့စကားကိုခရစ်တော်ရေရွတ်ခဲ့ပါတယ်အသက်ချုပ်တော်မူ၏ဆိုတာကိုအင်္ဂလိပ်မှာ give up the ghost လို့ပေါ်ပြပါတယ်တနည်းအားဖြင့်အသက်ကိုစွန့်လာပေါ့သူ့အသက်ကိုသူကိုယ်တိုင်စွန့်ထုတ်ခြင်းဖြစ်ပါတယ်ခင်ဗျာအငယ်58ထိုအချင်းအရာတို့ကိုတတ်မှုသည်မြင်လျင်စင်စစ်ဤသူသည်ဖြောင့်မတ်သောသူမှန်ပေ၏ဟုဆို၍ဖျားသခင်ကိုချီးမွမ်းလေ၏ ယောမတတ်မှုရဲ့ယုံကြည်ခြင်းဟာအမခန်းလိလိပဲလို့ကျွန်တော်ခန်းစားရပါတယ်။သူဟာအင်မတန်ပြင်းထန်တဲ့အာနာရှင်အဝေါ်အဝိုင်းကပေါက်ဖွားလာသူ တိုင်းတပါးသားတယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့ကားရိုင်းတော်ကိုမျှောကြည့်ရင်းနဲ့သူ့စိတ်ဝိညာဉ်ဟာကယ်တင်ရှင်စုယေရှုကိုခံလိုက်ရတာပဲလို့ကျွန်တော်ယူဆမိပါတယ်။သူ့မှာဘာဘာသာရေးအခြေခံပညာမှလည်းသိထားတဲ့လူတယောက်မဟုတ်ပါဘူး။ရှင်ပြန်ထမြောက်ခြင်းဆိုတာလည်းသူကြားဘူးမင်မထင်ပါဘူး။ ကျမ်းစာကိုလည်းဖတ်တောင်ဖတ်ဖို့မထင်ပါဘူးဒီလူရဲ့အခုလိုအသိတရားရဲ့ကျေးဇူးတော်ချီးမွမ်းခြင်းရဲ့ကိုဖျားသခင် မုတ်ချကောင်းကြီးပေးလိမ့်မယ်လို့ကျွန်တော်အလေးနဲ့ယုံကြည်ပါတယ်အငယ်58မှ59ထိုအမှုအရာကို အကြည့်ရှုလာတော်သူအပေါင်းတို့သည်ထိုအချင်းအရာကို မြင်လင်ယင်ဘက်ကိုခတ်၍ပြန်သွားကြ၏ဂါလိလဲပြည်မှ နောက်တော်သို့လိုက်လာသောမိမှတို့နှင့် ကိုတော်ကိုတိကျွမ်းသောသူအပေါင်းတို့သည်လည်းအဝေးကကြည့်ရှု၍ရပ်နေကြ၏ခရစ်တော်ရဲ့လူဘဝဏိဂုံးအသက်မဆွမီသုံးနာရီလောက်ဟာ အပေါင်းကြီးကြာခဲ့တယ်လို့ဆိုထားပါတယ်ကြောက်မဲ့ဘွဲအဖြစ်သနစ်ကိုဘယ်လူသားမှမမြင်နိုင်အောင်ဖျားသခင် ဖုံးအုပ်ထားခြင်းပဲဖြစ်ရပါမယ်မိတ်ဆွေများခင်ဗျာဂေဒရှင်မှဥယင်တဲ့အထိလိုက်ဖို့ခရစ်တော်ခွင့်မပြုခဲ့ပါဘူး အပြင်ကနေပဲစိတ်ဝင်စားစွာမျှော်ကြည့်နေဖို့အလိုရှိခဲ့သလိုကားတိုင်းတော်ပေါ်မှကဲတင်ရှင်ရဲ့အဖေခံခြင်းဟာမျှော်ကြည့်ခြင်းနဲ့လုံလောက်တယ်မျှော်ကြည့်ခြင်းနဲ့ကိုနဲ့ကိုလူပောင်လောကအတွေ့ကဲတင်ရှင်ဟာအသက်စရေပြီးတော့အပြစ်တရားကနေရွေးခဲ့လေဆိုတဲ့ပရမတ္တသစ္စာတရားကို လက်ခံဖို့သာလိုတယ်လို့ဒီနေရာမှာအလေးအနက်တင်ပြပါရစေ အရိမသဲမျိုးသားယောသတ်ဤသင်ချိုင်းတွင်မှဆိုပြီးတော့ဏိကုံးပိုင်းကိုဆက်လက်ဖော်ပြပါရစေ။ဒီဏိကုံးပိုင်းကတော့သင်ကြိုခန်းချင်းကို ဖော်ပြတဲ့အပိုင်းပဲဖြစ်ပါတယ်။ကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး15အငယ်34အရာငါသည်ကိုတိုင်းခံယူသည့်အတိုင်းသင်တို့အားရှေးဥစွာပေးရသောအကြောင်းအရာဟုမူကားခရစ်တော်သည်ကျမ်းစာမှလာသည့်အတိုင်းငါတို့အပြစ်ကြောင့်အသေးခံတော်မူ၏ သင်ချိုပြီးမှကျန်းစာလာသည့်အတိုင်းသုံးရမြောက်သောနေ့၌ထမြောက်တော်မူ၏ဆိုပြီးတော့တမန်တော်ဤရှင်ဘောလူဖော်ပြခဲ့ပါတယ်အဖေခံတယ်သင်ချိုခံတယ်ရှင်ပြန်ထမြောက်တယ်ဆိုတာတွေဟာခွဲကြလို့မရတဲ့အဖြစ်ရအမှန်နေပါပဲဒီအချက်တွေပေါ်မှာယုံကြည်ခြင်းကိုကျွန်တော်တို့တိဆောက်ထားရပါတယ်ကျွန်တော်ရဲ့ဘဝဟာဒီယုံကြည်ခြင်းကြောင့်ခရစ်တော်၌တလုံးတဝရီဖြစ်အောင်ကြိုးပမ်းနိုင်တယ်ခရစ်တော်အားဖြင့်လေအနန္တတကုရှင်ဘုရားသခင်၌ တီမီခွင့်ရရှိခြင်းပဲလို့တင်ပြပါရစေ။အငယ်90မှ53ထိုအခါယူရပြည်အရိမသဲမြို့သားယောသတ်အမည်ရှိသောလွတ်အရာရှိတယောက်သည် အခြားသောလွတ်အရာရှိတို့နှင့်တိုင်ပင်စီရင်ခြင်းကိုဝန်ခံတော်သူမဟုတ်။ဖျားသခင်နိုင်ငံတော်ကိုမျှော်လင့်သောသူတော်ကောင်းသူတော်မြတ်ဖြစ်သည်နှင့်ပိလက်မင်းထံသို့ဝင်၍ယေရှု၏အလောင်းတော်ကိုတောင်းလေ၏။ဒီကျမ်းပိုင်းအရဂျူးတို့ရဲ့ဆန်ဟီဒရင်လွတ်တော်ဟာ ခရစ်တော်ကိုတဏီတညွတ်တီသေတံစီရင်နိုင်ခဲ့ခြင်းတော့မဟုတ်ဘူးဆိုတာထင်ရှားလာပါတယ်နောက်တစ်ခုမှတ်သားရန်အချက်ကတော့ခရစ်တော်ကိုငိုကလေးကလက်ခံခဲ့တဲ့သူတွေဟာနောက်တန်းမှာရှိခဲ့ကြတယ်အခုအချိန်မှာတော့ဒီပုံကိုတချို့ရှေ့တန်းကို ထွက်လာပြီဆိုတဲ့အချက်နဲ့အတူတချိန်ကရှေ့တန်းမှာရှိခဲ့တဲ့တပည့်တော်အရင်ခောက်ခောက်ကြီးတွေကတော့ဒီအရေးပေါ်ကာလမှာ နောက်တန်းကိုရောက်ပြီးတော့စောင့်ချုံနေကြပြီ တနွေငင်းဒဇင်ပါဆိုသလိုလာမြဆွဲတော့မလားဟာဆိုတဲ့ကြောက်စိတ်နဲ့ထွက်ပြေးတိမ်းရှောင်နေကြပြီ အင်းရှေးကတကားခောက်တံပြင်းပြင်းကြတိုင်းနောက်ပေါက်ကဆင်းပြေးဖို့အသင်ပြင်နေကြပြီဆိုတဲ့အချက်ပဲဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ကျမ်းရဲ့အဆိုအရအရိမသဲမျိုးသားယောသတ်နဲ့ပါရီရှဲဖြစ်တဲ့နီကိုဒင်တို့ဟာယေရှုကို တာဝန်ယူ သင်းကျုခဲ့ကြခြင်းဖြစ်ကြောင်းတင်ပြလိုက်ပြရစေအခုဒီပုဂ္ဂိုလ်ယောသတ်ဟာ ပိလတ်မင်းစီကိုဝင်ပြီးတော့အလောင်းကိုတောင်းဆိုပါတယ်ပိလတ်ကလည်းအသာတကြီးပဲပေးခဲ့ပါတယ်မပေးလို့လဲပိလတ်အဖို့ယေရှုရဲ့အသက်မဲ့အလောင်းကြီးဟာဘာမှမအတိတ်ပဲရှိခဲ့မှာမဟုတ်ပဲအလောင်းတော်ကိုချ၍ပိတ်ချောနှင့်ပတ်ရစ်ပြီးလင်တယောက်ကိုမြမသိင်ကြဘူးသောကြောက်သိင်ချိုင်းတွင်း၌ထားလိဒီသိင်ချိုင်းတွင်းရဲ့နေရာမှာအခု Roman Catholic ဗိမာန်တော်ကြီးတခုရှိနေတယ်လို့တချို့ကဆိုပြီးတော့ တချို့ကတော့မြို့တော်အပြင်းမားလို့လည်းပြောပါတယ်။ယောမဘရင်တိုက်တက်ငွေရောက်ချိန်မှာမြို့တော်တခွင်လုံးကို ပြောင်းတလင်းခါအောင်လှုပ်လိုက်ပြီးတဲ့နောက်အထင်းအမှတ်နေရာဌာနတွေအကုန်ပြက်ရင်းကုန်လို့ဘာမှမရေရာဘူးလို့လည်းဆိုပါတယ်။ကျွန်တော်ရဲ့အယူအဆကတော့ဒီနေရာမှာသွားပြီးတော့မျက်ရည်လေးစန်းစန်းစန်းနဲ့ပန်းခွေချဖို့မလိုပါဘူး။ခရစ်တော်ရဲ့အဖေခံခြင်းတန်ဖိုးဟာဒီဂူမှာမရှိပါဘူး။ အသက်ရှင်တော်မူသောသခင်အပေါ်မှာချစ်ချင်းယုံကြည်ခြင်းနဲ့သာလျှင်တုံ့ပြန်တိုက်တယ်ဒါမှသာလျှင်အတိတ်တည်းရှိတယ်လို့ခံယူလိုက်ပါတယ်အငယ်54-55ထိုနေ့က အဖိတ်နေ့ဖြစ်၍ဥပုံနေ့အချိန်ဤသည်ဂါလိလဲပြည်ကကိုရော်နေ့အတူလာသောမိမများသည်သင်္ချိုင်းတော်ကို၎င်းအလောင်းတော်ကိုအပေသို့ထားသည်ကို၎င်းအကြည့်အရှုလိုက်လာကြ၏ ဂျူးတို့ရဲ့ဥပုံနေတနည်းအားဖြင့်စနေနေ့နဲ့ဤတဲ့အဖိတ်နေဆိုတော့အဲ့ဒီနေ့ဟာဟောက်ကြာနေ့ဖြစ်ပါလိမ့်မယ်ဒီနေရာမှာလဲခရစ်တော်ဘယ်နေ့မှာအသေးခံသည်ဆိုပြီးဘယ်ကျမ်းစာကမှ မဖော်ပြပါဘူးခရစ်တော်ကျွန်တော်တို့အပြည့်များအတွေ့အသေးခံသည်လို့သာဖော်ပြတဲ့အတွေ့သင်သိရသောသမာကျမ်းဟာ ခရစ်တော်ဤလူပေါင်းလောကအတွေ့အသေးခံခြင်းဟာ နေ့တွေနံတွေတဲ့အရေးကြီးတယ်လို့ပြက်ပြက်သားသားခံယူလိုက်ပါတယ် ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး23ရဲ့ဏိဂုံသို့မဟုတ်အငယ်56ထိုနောက်မှပြန်သွားပြီးလင်စီမွေးနှင့်နန်းသာမျိုးကို ပြင်ဆင်၍ပြညတ်တော်အတိုင်းဥပုံနေ၌အလုံမလုံဖဲနေကြ၏နောက်တနေ့ဥပုံနေမှာသူတို့ဂူကိုမသွားကြပါဘူးငြိမ်သက်စွာဥပုံစောင့်ခဲ့ကြပါလိမ့်မယ်ဥပုံနေရဲ့နောက်နေ့တနင်္ဂနွေနေ့မှာသူတို့ဟာအသင့်ပြင်ဆင်တဲ့စီမွေးနန်းသာတွေနဲ့တွားခဲ့ကြပါတယ် အချိန်နှောင်းခဲ့ပါပြီ။ကဲတင်ရှင်ဟာအဲ့ဒီနေ့မှာထမြောက်ရှင်ပြန်ခဲ့ပြီးဖြစ်ပါတယ်။အသက်ရှင်တော်မူသောသခင်ကိုအစင်သာဝရမြော်တရှာဖွေနိုင်ကြပါစေလို့သင်သိရသောသမချမ်းအစီအစဉ်မှမိတ်ဆွေများအားလုံးတို့အတွက်ဆုတောင်းပေးလျက်ရှိပါတယ်ခင်ဗျာ။နောက်ကြိမ်အစီအစဉ်မှာရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး24ကိုလေ့လာမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။ 而真。 တနာခံယူတော်သူများအားလုံးအပေါ်မှာဖျားခင်ကောင်းကြီးပေးပါစေရှင်